င်္ဂလာပါရှင်။ဧပြီလ18ရက်သမစ္စမ Prime Time မစ္စမသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ပထမဆုံးအနေနဲ့ပြည်သက်တွေအလုံးနှစ်သမားတဘာဝဘေးစစ်ပေးကနေကင်းဝေးပြီးတော့စိတ်သက်လူသက်နဲ့ကျန်းမာပျော်ရွှင်ပြတ်တမ်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရစေ။သမစ္စမ Prime Time အစီအစဉ်ကိုကျမကျူချမ်းကတာဝန်ယူတင်ဆက်ပေးသွားမှာပါ။အခုသတင်းကောင်းစင်တွေကိုအရင်ဆုံးပြောပြပေးပါမယ်။ဘန်ကောက်မှာအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့စစ်ကောင်းဆောင်တို့ဆွေးနွေးပွဲစတင်ခဲ့ပါရစေ။ စစ်ကောင်စီရဲ့လွန်ငင်း9000နီးပါးထက်မှာကမာရွတ်သတင်းမီဒီယာပူးတွဲတီထောင်သူဥဟန်သားငယ်အပါအဝင်နိုင်ကျဲ900ခန့်နှောက်အောက်သားပါဝင်တယ်လို့ PPNN ကပြောပါရယ်။တကြံ9ရက်အတွင်းမှာမြို့ပေါင်း73မြို့ဘုံကျဲခံရပြီးတော့တန်ခါအပါအဝင်အရသာ12ယောက်ထက်မနည်းတည်ဆုံခဲ့ရပါရယ်။စကိုင်းပြည့်ရွေငလျင်ကြီးကြောင့်မြေပြင်6မီတာကျော်ရွေလျားသွားတယ်လို့ NASA ကပြောပါရယ်။ နလျင်ကြောက်ကွယ်လွန်သွားတဲ့သူပြည်သူတွေအတွက်တော်လှန်လူငယ်တွေကရည်စူးကုသိုလ်ပြုလုပ်ခဲ့ကြပါတယ်။ဒီသတင်းနဲ့အပါအဝင်တခြားရေးကြီးသတင်းတွေနဲ့နောက်ဆုံးရငွေလဲနှုံရွှေဈေးနဲ့အရေးကြီးကုန်စည်နှုန်းတွေကိုပါစူးစီးတင်ဆက်ပေးသွားမှာပါရှင်။ အာဆီယံလှည့်ကြောင်းဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟင်နဲ့တွေ့ဆုံဖို့မြန်မာစစ်ကောင်စားဘိုးချုပ်မှုကြီးမြောင်လှိုင်ဟာဒီကနေ့ဧပြီ18ရက်မွန်းလွဲ2:55မိနစ်လောက်မှာထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ရှိနေပြီဖြစ်တယ်လို့ထိုင်းသတင်းဌာနသရပိုတာကသတင်းဖော်ပြပါရယ်ဒီကနေ့မွန်းလွဲပိုင်းမှာမြန်မာစစ်ကောင်စားဘိုးချုပ်မှုကြီးမြောင်လှိုင်လိုက်ပါလာတဲ့မော်တော်ယာဉ်တန်းဟာဘန်ကောက်မြို့မှာရှိတဲ့ Rosewood Hotel ကိုရောက်ရှိလာတာလို့သိရပါရယ် အရိယာနဲ့မှာ VIP ကားတစီနိုင်ငံသားရေးဝန်ကြီးဌာနကကားတစီအဆောက်အချက်ကားတမ်းမတ်ကြီးအတွက်တရားဝင်ကားနဲ့မြမဆိုတဲ့ဇက်လုံးပါဝင်တဲ့ဘင်ကားတစီတို့ပါဝင်တယ်လို့ The Reporter ကဖော်ပြထားပါတယ်ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းနဲ့မလေးရှားဝန်ကြီးချုပ်တို့တွေ့ဆုံကြမှာဖြစ်ပြီးတော့အဓိကအဖြစ်ငလင်းလှုပ်ခတ်ပြီးတဲ့နောက်မြန်မာနိုင်ငံအတွက်လူသားစာနာမှုအကူအညီတွေပေးအပ်ရေးကိစ္စနဲ့ငလင်းနောက်ပိုင်းမြမငင်းချင်ရဲ့အခြေအနေတွေကိုဆွေးနွေးသွားမယ်လို့သိရပါဗျာ။ ဆွေးနွေးပွဲမစတင်ခင်မှာငလျင်ကြောက်ဆုံးမသူတွေအတွက်ဝန်내ချင်းအထိုင်အမှတ်10မိနစ်ညင်သက်ခဲ့ကြရတယ်လို့သိရပါတယ်မလေးရှားဝန်ကြီးချုပ်ဟာထိုင်းဝန်ကြီးချုပ်ပေထုံတန်းနဲ့အစိုးရအဖွဲ့ရုံမှတွေ့ဆုံပြီးတဲ့နောက်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့ဆက်လက်တွေ့ဆုံခဲ့တာဖြစ်တယ်လို့သိရပါတယ်။သူတို့နှစ်ယောက်တွေ့ဆုံမဲ့ဟိုတယ်ကိုဝင်ရောက်လာတဲ့မလေးရှားဝန်ကြီးချုပ်စီးနှင်းလာတဲ့ကားမှာမလေးရှားအလံတက်ထားပေမဲ့စက်ကောင်းဆောင်စီးနှင်းလာတဲ့ကားမှာတော့မြမအလံတက်ထားတာကိုမတွေ့ရဘူးလို့ဆိုပါတယ်။ စကောင်းဆောင်နဲ့အာဆီယံဥက္ကဋ္ဌတို့တွေ့ဆုံမှုမှာမြန်မာမှာကြုံခဲ့ရတဲ့ငလျင်ဘေးကူညီထောက်ပံ့ရေးတာမကပဲအပြစ်ခတ်ရစရေးဆိုင်ရာကိစ္စရပ်တွေလည်းဆွေးနွေးသွားတယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောထားပါဗျ။တစ်ဖက်မှာလည်းငလျင်ကူညီပေးရေးကိစ္စကိုအကြောင်းပြုပြီးတော့စကောင်းဆောင်ကနိုင်ငံရေးအမျက်ထုတ်သွားမှာကိုအာဆီယံအနေနဲ့သတိထားတင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကမစ္စမကိုပြောထားပါဗျ။ ဒါအပြင်စက်ကောင်စီဟာနေစဉ်နဲ့အမျှလေးကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာကြောင့်စက်ကောင်စီရဲ့အပြစ်ခတ်ရက်စဲရေးဟာဟန်ပြတက်တက်သာဖြစ်ပြီးတော့ဒါကိုလည်းအာဆီယံအနေနဲ့သတိချက်တင်တယ်လို့ဦးကျော်စောကပြောပါတယ်စကောင်းဆောင်ဟာပြီးခဲ့တဲ့ဧပြီလ3ရက်နေ့ကလည်းထိုင်းနိုင်ငံဘန်ကောက်မြို့ကိုဘင်းစတက်ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့တွားရောက်ခဲ့ပါသေးတယ်။အဲ့ဒီအချိန်ကသူတွားရောက်မဲ့ခရီးစဉ်နဲ့ပတ်သက်လို့စစ်ကောင်စီလက်အောက်ခံမီဒီယာတွေမှာကြိုတင်သတင်းကြေညာခဲ့ပါသေးတယ်။ဒါပေမဲ့အခုခရီးစဉ်ကိုတော့ထုတ်ပြန်ကြေညာထားတာမရှိသေးပါဘူး။ ဧပြီ3ရက်နေ့နဲ့4ရက်နေ့စစ်ကောင်းဆောင်ရဲ့ဘန်ကောက်ခရီးစက်မှာစစ်ကောင်းဆောင်တဲခိုခဲ့တဲ့ဘန်ကောက်ရှန်ဂရီလာဟိုတယ်မှာထိုင်းနိုင်ငံသားចောင်းသားတစ်ယောက်နဲ့မြန်မာနိုင်ငံသား2ယောက်တို့ကစမ်းကျင်ဆန္ဒပြခဲ့ကြပါတယ် အလားတူပဲဧပြီလ3ရက်မနက်ပိုင်းကလည်းကြောက်ဖျားမြစ်ကူတရားတစင်းပေါ်မှာလူသက်သမားမြောင်းလှိုင်ကိုအလိုမရှိဘူးလို့အင်္ဂလိပ်လိုရေးသားထားတဲ့စာတမ်းချိတ်ဆွဲဆန္ဒပြခန့်ခဲ့ရပါတယ်။အခုခရီးစဉ်အတွက်လည်းငလျင်ဘေးဒဏ်သင့်ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်လိုက်နာတာမရှိတဲ့စစ်ကောင်းဆောင်နဲ့တွဲဆောင်ဆွေးနွေးမယ်ဆိုတဲ့အပေါ်ကန့်ကွက်တယ်လို့စိုးရိမ်မကင်းဖြစ်တယ်လို့အန်ယူဂျီနယ်မဟာမိတ်အဖွဲ့တွေကမနေ့ကထုတ်ပြန်ထားပါရဲ့ရှင်။ စကောင်စီရဲ့မြန်မာနှစ်သက်အခါတမယအထဲမှတ်အနေနဲ့လူငယ်ချမ်းသာခွဲ9000နေပါအထဲမှာနိုင်ငံရဲ့အကြံသာ900ဂိုင်းနှုန်းအောက်သာပါဝင်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကြံသားများကွန်ရက် PPNM အဖွဲ့ဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကမစ္စမာကိုပြောပါရယ်အဲ့ဒီအထက်မှာလက်တလောရရှိထားတဲ့အချက်လက်တွေအရကမရွတ်သတင်းမီဒီယာရဲ့ပူးတွဲတီထောင်သူထုတ်လုပ်ရေးမှုဖြစ်သူဦးဟန်တာညိမ့်နဲ့ဒါရိုက်တာစတီတွင်းမြတ်တာနဲ့မင်္ဂလာတောင်ညို့မလွှာကုန်းရက်ွက် NLD အဖွဲ့ဝင်ဒေါ်မိုးဆန္နာတို့လည်းပါဝင်ပါရယ် ရန်ကုန်အခြေဆိုင်ကမာရုံမီဒီယာရုံးခန်းကို2021ခုနှစ်မတ်လ9ရက်နေ့မှာဝင်ရောက်စီးနင်းပြီးဦးဟန်သာငင်းကိုဖမ်းဆီးပြီးတော့တစ်နှစ်အကြာ2022ခုနှစ်မတ်လ21ရက်နေ့မှာနိုင်ငံတော်အကြီးညိုပြက်စီမှုပုံမှ905ကာဂျီနဲ့အင်းစိန်ထောင်တွင်တရားရုံးကနေထောင်ဒဏ်2နှစ်ချမှတ်ခဲ့ပါတယ်။လွယက်စေဖို့3လဝန်းကျင်အလိုမှာ2022ခုနှစ်ဒီဇင်ဘာ26ရက်နေ့မှာတော့ electronic ပုံမှ33ကာဂျီနဲ့နောက်ထပ်ထောင်ဒဏ်9နှစ်ထပ်မံချမှတ်ခံခဲ့ရတာပါ။ ဒီကနေ့အင်းဆိုင်ထောင်ကနေပြန်လွတ်လာတဲ့ Director City ကတော့2023 March 20ရက်နေ့မှာတန်လျင်မြို့နေအိမ်မှာဖမ်းဆီးခံရတာပါအဲ့ဒီတော့ငါသူ့ကိုအာနာသိန်းစစ်ကောင်းဆောင်နဲ့ပတ်သက်တဲ့သတင်းတွေမျှဝေပြီးအပုတ်ထားတာကြောင့်ဖန်ဆီးခံကြရတာလို့စစ်ကောင်စီ lobby Telegram channel တွေမှာရေးသားဖြန့်ဝေခဲ့ကြပါတယ်။ဒီကနေ့မွန်လွယ်ပိုင်းအထိမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPMNC ကရရှိထားတဲ့အချက်လက်အရပြည်ပခုတ်ကိုပေါင်းတဲ့တဝယ်နဲ့ညာဦးအကျဉ်းထောင်တွေကနေနိုင်ငံရေးအကျဉ်းသား22ယောက်လွတ်မြောက်လာတယ်လို့သိရပါတယ်။ ်စစ်ကောင်စီကချွင်းချက်နေတဲ့ဒီကနေ့လွန်ငင်းပေးတဲ့နေရာမှာနိုင်ငံရေးအကျဉ်းသားပါဝင်မှုလွန်စွာနှဲပါပြီးတော့တချို့အကျဉ်းထောင်တွေမှာနိုင်ငံရေးအကျဉ်းသားတွေလုံးဝမပါဝင်တာကိုကဏ္ဍဦးတွေ့ရတယ်လို့ PPNN ကဆိုပါတယ်ဒီကနေ့ဧပြီ18ရက်မြန်မာနှစ်သက်ကူနေ့အထိမ်းအမှတ်အနေနဲ့စစ်ကောင်စီကနိုင်ငံတော်မှာရှိတဲ့အကျဉ်းထောင်တွေကအကျဉ်းသား4,893ယောက်ကိုလွန်ငင်းချက်နာခွဲပြုမယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ စကောင်စီဟာအပြစ်ခတ်ရဲဆဲကြောင်းကြေညာထားပေမဲ့မြန်မာနှစ်သက်ကိုကာလတကြံ9ရက်တအတွင်းမှာမြို့ပေါင်း73မြို့ထပ်မင်းဲကိုလေကြောင်းပုံးကျဲတိုက်ခတ်ခဲ့တာကြောင့်တန်ခါတပါအပောင်ဝင်အရတာ12ယောက်ထပ်မင်းဲတေဆုံကအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ။ဒကြံအကျိုးဧပြီ23ရက်နေ့ကစပြီးတော့ဒီကနေ့22ရက်ဧပြီ18ရက်နေ့အထိ9ရက်တာကာလအတွင်းမှာမန္တလေးတိုင်းမိုးကုတ်တပိတ်ချင်းနှစ်ထိုးကြီး၊သခိုင်းတိုင်းကနေအင်းတော်တစဲကောလင်းဝန်းတို့အရတော်ရခိုင်ပြည်နယ်ကြောက်တော်ချင်းမီနယ်မင်းတက်၊ကရင်ပြည်နယ်ကောကရိတ်နဲ့ဂျုံတိုးမြို့တွေကိုလေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ။တဒန်းအကျိုးဧပြီ23ရက်နေ့မှာမန္တလေးတိုင်းသပိတ်ကျင်းမြို့နယ်ချောင်းကြီးကျေးရွာဘုံကျဲခံရမှုအတွက်မှာအမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်တိစုံကနောက်ထပ်ပြည်သူ၈ယောက်တရားရခဲ့ပါတယ်။အရင်နေ့မှာပဲသခိုင်းတိုင်းတစဲလဲမရွာဖုံးကြီးတောင်ကိုလည်းဘုံကျဲခဲ့တာကြောင့်အမျိုးသမီးတယောက်ထပ်မံသေဆုံးခဲ့ရပါတယ်။ဒါ့အပြင်သခိုင်းတိုင်းကောလဲမြို့နယ်အရှိချမ်းဝန်းတိုမြို့နယ်ရခိုင်ပြည်နယ်ကြောက်တော်နယ်ချင်းပြည်နယ်မင်းတပ်မြို့တွေကိုလည်းအရင်နေ့မှာလေးချောင်းတိုက်ခိုက်ခဲ့တာကြောင့်အရသားတချို့ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ တကြံအကြနေ့ဖြစ်တဲ့ April 14ရက်နေ့မှာတော့သခိုင်းတိုင်းကနေမြို့နယ်တမင်ကျန်ကျေးရွာဖုံးကြီးကျောင်းနဲ့မူတော်ကျေးရွာကိုလေးကျောင်းအပြင်ဆက်တက်လေးထီတွေနဲ့ပါပုံကျဲခဲ့တာကြောင့်ကိုရင်တပားပြန်လုံတော်မူပြီးအမျိုးသမီးတယောက်တေဆုံးခဲ့တယ်လို့သတင်းရရှိပါရယ်။အကြနေ့မှာပဲသခိုင်းတိုင်းအင်းတော်မြို့နယ်ထက်ကပိနေကုန်းကျေးရွာဖုံးကြီးကျောင်းနဲ့မန္တလေးတိုင်းနှစ်ထိုးကြီးမြို့နယ်ကျွန်းတောက်ကျေးရွာဖုံးကြီးကျောင်းတွေကိုဘုံထက်ကျဲတာကြောင့်တန်ခါနှစ်ပါအရသာတယောက်ပြန်ထန်တန်းရရှာခဲ့ပါရယ်။ တဒံအကြက်နေ့ဧပြီ15ရက်နေ့မှာတော့ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ကမ်းနေစံပြကြေးရွာဖုံးကြီးကျောင်းကိုပုံကျဲခဲ့ပြီးဆယ်နှစ်အောက်ကလေး3ယောက်အမျိုးသမီး2ယောက်အမျိုးသား1ယောက်စုစုပေါင်း6ယောက်တေဆုံးပြီးတော့တန်ငါ10ပါအပါအဝင်အရသာ15ယောက်ဒဏ်ရာရခဲ့ပါတယ်။တဒံအတက်နေ့ဧပြီ16ရက်နေ့မှာလည်းကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ကျုံတိုးမြို့ပတ်ဝန်းကျင်နဲ့စကိုင်းတားအေရော်မြို့နယ်တောင်ပိုင်းကစစ်စီရွာတွေကိုပုံကျဲခဲ့တယ်လို့သိရရှိပါတယ်။ ဒါအပြင်ဒီကနေ့ April 18ရက်21ရက်နေ့မှာကော့ဂရိတ်မြို့နယ်တရက်တော်ရွာကိုပုံကျဲခဲ့တာမှာအမျိုးသားတစ်ယောက်သေဆုံးပြီးကလင်းငယ်နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေတာခန့်စီကနေသိရပါဗျ။အလားတူပဲဒီကနေ့မနက်ပိုင်းမှာမန္တလေးတိုင်းမိုးကုတ်မြို့နယ်နန်းနယ်တောင်ကစုပ်ကျေးရွာအနီးကိုထပ်မံပုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။ဒါကြောင့်အခကြီးရက်ကြီးတကြံကာလအတွင်းမှာလေကြောင်းတိုက်ခိုက်မှုတွေကြောင့်တန်ခါတပါကလင်းငယ်၃ယောက်အမျိုးသမီး၅ယောက်အမျိုးသား၃ယောက်စုစုပေါင်း၁၂ယောက်သေဆုံးခဲ့ရပါတယ်။ ဒီရက်တော့ဟာမြစ်စမကလက်လန်းမိသမျှအတီးပြုတ်ရရှိထားတဲ့အရေးအတွက်ဖြစ်ပြီးတော့မြေပြင်မှာတိထက်များနိုင်ပါတယ်။ဒါပြင်တကြံမတိုင်ခင်ဧပြီ12ရက်နေ့မှာလေသခိုင်းတိုင်းတပရင်မြို့နယ်စက်ခတ်ကျေးရွာဖုံးကြီးကျောင်းကိုလေကျောင်းပုံကျဲခဲ့တာကြောင့်တကြံတွင်ကိုဝင်ကိုရင်ဝတ်နေတဲ့ကိုရင်၃ပါးနဲ့အရသာ၃ယောက်နေရာမှာတင်သိဆုံးခဲ့ရပါသေးတယ်ရှင်။ မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလှုပ်ခတ်သွားတဲ့ပြင်းအား9.9အဆင့်ရှိတဲ့ငလျင်ကြောင်းမြေပြင်မှာ6မီတာကျော်ရွေလျားသွားတယ်လို့ NASA သိပ္ပံပညာရှင်တွေက ESA ဂျိုတူတွေကအချက်လက်တွေနဲ့ Pixel Tracking Method အဆက်ပြောက်ခြေရာခံနည်းလမ်းတွေကိုသုံးပြီးမြေပြင်ရွေလျားမှုပမာဏကိုဆုံးဖြတ်ခဲ့ကြပါတယ်။ ငလျင်ကြောင်းဖြစ်ပေါ်လာတဲ့အကွယ်မှုဟာမန္တလေးမြောက်ဘက်ကနေနိုင်ငံရဲ့မြို့တော်နေပြီးတော့တောင်ဘက်အထိ950ကီလိုမီတာမိုင်အားဖြင့်342မိုင်ရှိတယ်လို့ NASA ရဲ့ California တောင်ပိုင်း Jet Pollution Laboratory ကသုတေသီတွေကပြောပါရယ် NASA သုတေသီတွေဟာရေဒါနဲ့အမြင်ပန်းကြိုတူတွေ Optical Satellite တွေကအချက်လက်တွေကိုအသုံးပြုပြီးတော့ငလျင်ကြောင်းမြေတုအရွေကိုပုံဖော်ခဲ့တာဖြစ်ပြီးတွေ့ရှိတဲ့အကွယ်မှုတွေဟာမှတ်တမ်းတင်ထားသမျှမှာဘေးတိုက်ကျွေကြောကြောင့်ဖြစ်ပေါ်တဲ့မျက်နှာပြင်အကွယ်မှုတွေမှာအရှိဆုံးအကွယ်ကြောင်းတစ်ခုပါဝင်တယ်လို့ ဆိုပါတယ်အချက်လက်တွေရအဲ့ဒီအကွက်မှုရဲ့တစ်ဖက်တစ်ချက်စီကမြေပြင်ရွှေလျားမှုဟာ3မီတာ10ပေကျော်ရှိပြီးတော့ပြည့်ရွေချောင်းအရာနှစ်ဖက်မှာရှိတဲ့မြေပြင်ရွှေလျားမှုကတော့6မီတာကျော်ရှိတာကိုထင်ထင်ရှားရှားတွေ့ရမှာဖြစ်ပါတယ်ပြရွေရဲ့ဘဲဘက်က3မီတာကျော်မြောက်ဘက်ကိုမြေကိုရွှေ့ပြီးတော့ညာဘက်မှာ3မီတာကျော်တောင်ဘက်ကိုမြေရွှေ့သွားတာဖြစ်ပါရဲ့ရှင် အင်အားပြင်းကလင်ကြောင့်ကွယ်လွန်သွားခဲ့ရတဲ့သူပြည်သူတွေအတွက်ရည်စူးပြီးတော့ကုသိုလ်ကောင်းမှုလုပ်ခဲ့တာကိုဒီကနေ့ဧပြီ18ရက်မြန်မာနှစ်31ရက်နေ့မှာတော်လှန်လူငယ်တွေကပြုလုပ်ခဲ့ကြပါတယ်။ရန်ကုန်မြို့မှာရှိတဲ့ဖျားစီတီတွေငလျင်တန်တင်ခဲ့တဲ့သခိုင်းနဲ့မန္တလေးကဖျားစီတီတွေမှာဖျားပန်းတွေကတ်လူပူဇော်တာရေသက်ပယ်တာခိုစာကျွေးတာငားလှတ်တာအရာတွေကိုလုပ်ပြီးတော့ငလျင်တန်ကြောင့်ကွယ်လွန်သွားတဲ့သူတွေဘဝဆက်တိုင်းသက်ရှိကြမှာအေးဒုက္ခနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးခဲ့ကြတယ်လို့ဆိုပါတယ်။ ။ဒါအပြင်တန်ဃာတော်တွေကိုဒီကနေ့မှစွန့်ကတ်တာသင်္ကန်းလှူဒန်းတာနဝကမာကုတုနဲ့ရေဇက်ချအမျှပေးဝေတာတွေကိုလည်းငှက်လျင်ကြောင်းကွယ်လွန်သူတွေအတွက်ရည်စူးပြီးတော့တော်လန်လူငယ်တွေကပြုလုပ်ခဲ့ကြပါတယ်။အဲ့ဒီရေစုကုတုပြုတ်လုံမှုကိုရန်ကုန်တော်လှန်ရေးနှောင်၄ဘွဲ့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာပါပြီးကြတဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်တေဆုံးသူ3800နီးပါးတရားရရှိသူ9000ကျော်နဲ့ပျောက်ဆုံးသူ139ဦးရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်ရှင် အခုဆက်လိုက်ပြီးတော့ຫນွေဥတော်လင်းရေ၄နှစ်အတွင်းမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG အပေါ်ပြည်သူလူထုရဲ့အာမရမှုတွေနဲ့အားနည်းချုပ်ယွင်ချက်တွေရှိခဲ့တာကိုနားလည်လက်ခံကြောင်း NUG ရဲ့ရှားရီသမရဒူဝါလရှိလာကပြည်သူများထံသို့နှစ်သက်ကူနှုတ်ခွန်းဆက်မိကုံးတွေမှာပြောခဲ့ပါတယ်ဒီကနေ့ April 18ရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့အဲ့ဒီမိတ်ခွန်းမှာယာယီသမရကအဲ့ဒီလိုထည့်သွင်းပြောကြားခဲ့တာပါ တော်လိုင်းကာလအတွင်းမှာတော်လိုင်းအင်အားစုတွေနဲ့နိုင်ငံရေးစစ်ရေးမဟာမိတ်ဆက်ဆံရေးကိုခိုင်မာစွာတည်ဆောက်နိုင်ခဲ့ပြီးတော့လူထုထောက်ခံမှုနဲ့တော်လိုင်းအင်အားစုတွေရဲ့စွမ်းဆောင်ရည်ကြောင့်စစ်ကောင်စီဟာမြမစစ်သမိုင်းမှာအကြီးမားဆုံးဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေရကနိုင်ငံတော်မှာစစ်ကောင်စီထိန်ချုပ်မှုက၄ပုံ၃ပုံတောင်မရှိတော့ဘူးလို့ယာယီသမရကပြောပါရယ်2025ခုနှစ်မှာတော်လင်းရေးအင်အားစုတွေစုပေါင်းကြိုးပမ်းပြီးတော့ကြီးမားတဲ့အလှည့်အပြောင်းနဲ့အပိသက်အောင်ပွဲရရှိဖို့လိုအပ်တယ်လို့လည်းယာယီသမရကတိုက်တွန်းခဲ့ပါရယ်။ ဒါပြင်စက်ကောင်စီကနိုင်ငံတကာကငလျင်ပေးအကူအညီတွေကိုလက်နက်အဖြစ်အသုံးချနေတယ်လို့ဝေဖန်ခဲ့ပြီးလူသားချင်းစာနာထောက်ထားမှုအကူအညီတွေဟာဒုက္ခရောက်နေသူတွေစီကိုမဖြစ်မနေရောက်ရှိရမယ်လို့လည်းပြောကြားခဲ့ပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေးစက်သုံးစီဈေးနဲ့စားအုပ်စီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကတော့မစ္စမသတင်းတောက်ကိုမြတ်သူရာကစူးစီးတင်ဆက်ပေးမှာပါရှင်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကို စစ်ကောင်စီတပ်မစဲ2100ချက်ပြင်ပပေါက်စီ4410ချက်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတပ်မစဲ1592.15ချက်ပြင်ပပေါက်စီ3369ချက်ဥရောပတရူရိုကိုစစ်ကောင်စီတပ်မစဲ2386.86ချက်ပြင်ပပေါက်စီ9015ချက်ထိုင်းပတ်တပတ်ကိုစစ်ကောင်စီတပ်မစဲ62.62ချက် ပြင်ပပေါင်စီ132ဒသမ33ကျပ်မလေးရှားတမင်ကစ်ကိုစစ်ကောင်စီတတ်မှတ်စီ484ဒသမ84ကျပ်ပြင်ပပေါင်စီ1000ကျပ်ပေါင်စီရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုံတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုံတွေကတော့အခောက်ရွှေတစ်ချပ်သားကို ရွှေကုန်တဲ့အတင်းတတ်မှတ်စီ56သိန်း3000ကျပ် ပြင်ပပေါင်စဉ်85သိန်းတထောင်ချက်စကားဘဲတစ်ချက်သားကိုရွှေကုံတဲ့အတင်းသတ်မှတ်စဉ်52သိန်း9825ချက်ပြင်ပပေါင်စဉ်80သိန်း9000ချက်ပေါင်စဉ်ရှိပါတယ်ပေါ်ပြပါရွှေစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါနောက်ဆုံးရရန်ကုန်73စီစင်းလုံးတွေကတော့ဒီဇယ်လီတာကို2590ကျပ်ပရီမီယံဒီဇယ်လီတာကို3200ကျပ် Audi 92 2လီတာကို3050ကျပ် Audi 95 2လီတာကို3110ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါ73စီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရအစားအုံစီဈေးနှုန်းတွေကတော့စားအုံစီတစ်ပိတ်သားကိုစက်ကောင်စီတတ်မှတ်စီ6980ကျပ်ပြင်ပ ပေါက်ဈေး9500ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါဈေးနှုန်းတွေကတော့ အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။သမစ္စမပရိုင်တိုင်းမစ္စမသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီအစီအစဉ်ကိုတော့ကျွန်မဂျူချန်ကစူးစိတင်ဆက်ပေးခဲ့တာပါ။သမစ္စမပရိုင်တိုင်းအစီအစဉ်ကိုနေ့စဉ်တင်ဆက်လာနေကနေတောက်ကြနေအထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်တွေအားလုံးဘေးကင်းလုံခြုံပြီးတော့ပျော်ရွှင်စရာနှစ်သက်တစ်ခုကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။